တိုင်းပြည်တွင် ကြီးမားစွာမှုရဲ့စေဝါဖန်ဆင်းရမှီမှုအဖြစ်ခရစ်တန်မတ်သက်ဖတ်တမဲနှစ်တန်ကို၅ဖန်လေကြစည်းပေါ်ကလူ6ဦးနဲ့အင်ဒိုနီးရှားအနာဘာနေကဖန်ဆင်းရမိခဲ့တယ်လို့မှုရဲ့အကြီးအကဲအရာရှိတအူးကတင်းလာနေကပြောပါတယ် အက်မန်ပင်လယ်ကနေဘာဒန်ကျွန်းကိုခုံမောင်းလာတဲ့အင်ဒိုနီးရှားအလံလွင့်တမောတစီဟာမူရစေဝါရီတဲဆောင်လာပွဲရှိကြောင်းထိုင်းအနာဘန်နီကအကြောင်းကြားခဲ့တယ်လို့မြို့သားမူရစေဝါအေဂျင်စီ BNN ကပြောပါတယ်အင်ဒိုနီးရှားအနာဘန်နီကအဲ့ဒီတမောကိုရီယိုကျွန်းတွေအနီးမှာအင်ကာနေကခြားဖြတ်ဖမ်းဆီးရှာဖွေခဲ့ရာကတ်တူပုံးတွေနဲ့ထည့်ထားပြီးတမောအတွင် ဟွက်ထားတဲ့ခရစ်စတယ်မတ်အထုပ်ပေါင်း2000ကို တွေ့ရှိခဲ့ပါတယ် ရှာဖွေမှုမှာဖန်စီရမိဒါကတော့ခရစ်တယ်မတ်တဖတမင်းနှစ်တန်ပဲဖြစ်ပါတယ်လို့ BNN အကြီးအကဲမာတီနက်စ်ဟူကွန်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အင်ဒိုနီးရှားရဲ့မူရစ်ဆေးဝါးဖန်စီမှုတမိုင်းမှာအကြီးမားဆုံးမှာပဲလို့သူကပြောပါတယ်။ဖန်စီမှုရဲ့ဆေးဝါးရဲ့ခံမှန်းတန်ဖိုးမှာဒေါ်လာ308တန်းဖြစ်တယ်လို့မာတီနက်စ်ကပြောပါတယ်။အင်ဒိုနီးရှားအာနာဘန်နီက ကြီးမှုကိုထိုင်းအနာပိုင်းနေတဲ့နီကက်စွာပူပေါင်းပြီးစုံစမ်းစစ်ဆေးနေကြတာ၅လရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပင်းချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ